အာနာဒိတ်စတာအုပ်စိုးနေတဲ့မြန်မာနိုင်ငံမှာလူအခွင့်ရေးအခြေအနေတွေကပိုပြီးဆိုးရွားလာနေတယ်လို့ကုလသမဂ္ဂအစိုးရကစားတစောင်းမှဖော်ပြထားပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ကုလသမဂ္ဂလူအခွင့်ရေးကောင်စီညီလာခံမှာအဲ့ဒီအစိုးရကစားကိုတင်သွင်းခဲ့တာဖြစ်ပြီးကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးကမြန်မာပြည်သူတွေဟာပြည်တွင်းဆက်ဖိနှိပ်အုပ်စိုးမှုတွေကြောင့်ထိခိုက်ခံစားရမှုတွေပုံမို့ဆိုးရွားလာတာမျိုးကြုံတွေ့နေရတယ်လို့ထက်တွင်းပြောခဲ့ပါတယ်။ 2022ခုနှစ်စက်တက်ကအာနာသိမ်းခဲ့ပြီးကတည်းကအရက်သား6800ကျော်တိတ်ဆုံးခဲ့ပြီးနောက်ထပ်2000ဟာမျှတတဲ့တရားစီရင်ဆုံးဖြတ်မှုမျိုးမရရှိပဲစစ်တပ်ရဲ့တဖက်သက်ဖမ်းဆီးအချင်းချောက်မှုကိုခံထားရတယ်လို့အစိုးရကစားကဆိုပါတယ်အာနာသိမ်းမှုနောက်ဆက်တွဲပေါ်ပေါက်လာတဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပြည်တွင်းမှာလူပေါင်း3.5တန်းတန်းကျော်ဟာနေရဆုံးခွာထွက်ပြေးနေရပြီးလူပေါင်း22တန်းလောက်ဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကပြောပါတယ်ကြုံတွေ့ဖြတ်တန်းနေရတဲ့ခါဒီကြမ်းတမ်းမှုတွေကြောင့်မှောင်မြန်မာပြည်သူတွေဟာငြင်းချမ်းပြီးဒီမိုကရေစီပြည့်ဝတဲ့အနာဂတ်မျိုးကိုမျှော်လင့်နေကြကြောင်းဒါပေမဲ့အခြေအနေတွေကတိုးတက်လာမယ့်အစားပိုပြီးဆိုးရွားလာနေတယ်လို့သူကဆိုပါတယ်မတ်လ28ရက်တုန်းကလူ၄000လောက်တိတ်ဆုံးစေခဲ့တဲ့ဖြတ်အားပြင်းငလျင်ကြီးအပြီးမှာစစ်တပ်ဟာပြည်သူတွေကိုဖိမကယ်ဆယ်ရမယ့်အစားလေကြောင်းတက်ခိုက်မှုတွေကိုပုံမအရှိန်မြင့်လှောက်ဆောင်လာခဲ့ပါတယ် ကုလသမဂ္ဂကငလျင်နောက်ပိုင်းစစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအကြိမ်ပေါင်း600ကျော်ကိုမှတ်တမ်းတင်တွေ့ရှိထားပြီးအဲ့ဒီတဲကအများစုဟာငလျင်ကယ်ဆယ်ရေးကိုအာရုံစိုက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအပြစ်အခက်ရစရေးကြီးညာထားတဲ့ကာလအတွင်းမှာဖြစ်ခဲ့တာပါစစ်တပ်ဟာကျောင်းတွေဘာသာရေးအဆောက်အုံတွေစစ်ကာလအတွင်းထိမ့်သိမ်းကာကွယ်တဲ့နဲ့တခြားနေရာတွေအပါအဝင်အရက်သား area အများပြားကိုလည်းပိတ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအစီရင်ခံစာမှာတင်ပြထားခဲ့ပါတယ်စင်ရကြတဲ့မှုဟာလည်းနိုင်ငံအနှံ့မှာမြင့်တက်လာပြီး အခုဆိုရင်နိုင်ငံလူဦးရေရဲ့80%ရာခိုင်နှုန်းနီးပါးဟာဆင်းရဲမွဲတင်မှုအဆင့်ရောက်လို့နီးပါးအခြေအနေမှာနေထိုင်နေကြရပါတယ်။နိုင်ငံကိုစွန့်ခွာထွက်ပြေးရသူဦးရေကလည်းတန်းတဲ့အခြေများပြားလာပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကနိုင်ငံတကာအတိုက်အဝန်းအနေနဲ့မြန်မာပြည်သူတွေအတွက်မျှော်လင့်ချက်ကိုကူညီပေးဆွမ်းဖို့လိုအပ်နေတယ်လို့တိုက်တွန်းသွားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွန်အန်ဒရူးကတော့လူသားချင်းစာနာမှုအထောက်ပံ့လုပ်ငန်းတွေကိုပိတ်ပင်တဲ့နှီးကို လက်နက်တစ်ခုလိုအသုံးချနေတယ်လို့စွပ်စဲခဲ့ပါတယ်။နောက်ပြီးနိုင်ငံတကာထောက်ပံ့ရေးရန်ပုံငွေတွေရော့ကျလာခြင်းကလည်းပဋိပက္ခနဲ့ငလျင်ဘေးတင်ပြည်သူတွေကိုတိတိယယောက်ကူညီပေးနိုင်ရေးအားထုတ်မှုတွေကိုပုံမကြက်တဲခက်ခဲသွားစေတယ်လို့သူကထောက်ပြသွားခဲ့ပါတယ်။ဂျွန်လာနောင်ပိုင်းဒီအချိန်လေးရာလူသားချင်းစာနာမှုအထောက်ပံ့ရန်ပုံငွေရထားပမာဏဟာဒေါ်လာ3.1ဘီလီယံထဲမှာ7ရာခိုင်နှုန်းလောက်သာပြည့်မီခဲ့ပြီး ငလျင်ကယ်ဆယ်ရေးအတွက်ရည်ရွယ်တဲ့အပိုဆောင်ဒေါ်လာ295တန်းကလည်း38ရာခိုင်နှုန်းသာဖြည့်တင်းနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေတွေကိုလေ့လာကြည့်တဲ့အခါလူအခွင့်ရေးကအရေးရောကြီးသေးရဲ့လားလို့မေးခွန်းထုတ်စရာဖြစ်လာကြောင်းတကယ်လို့အရေးကြီးပါသေးတယ်လို့ယူဆရင်ဘာကြောင့်အစိုးရအများပြားကတာဝန်ပြတ်ကွက်နေသလဲဆိုတာသိချင်ကြောင်းအန်ဒရူးကပြောကြားသွားပါတယ်ရှင်။